အဲဒါကတော့ကျွန်တော်ရိုးရှင်းပြောမယ်မြန်မာနိုင်ငံမှာဆိုရင်ကိုလိုနီဝင်ပေါက်ထွက်ပေါက်အဲနှစ်ပေါက်ရှိတယ်နော်အာရခိုင်ကကိုလိုနီဝင်ပေါက်အဲတနင်္သာရီတိုင်းကကိုလိုနီဝင်ပေါက်အာကျွန်တော် အမြင်ရိုးရိုးရှင်းရှင်းပဲပြောမယ်မြန်မာစစ်တပ်ကအာဏာယူလိုက်တဲ့အချိန်နဲ့ယူကရိန်းစစ်ပွဲနဲ့သုံးပတ်ပဲခြားပါသုံးပတ်ကြော်ကြော်လေးလောက်ပဲခြားတယ်ဗောလေဆိုတော့အဲမြန်မာကဖေဗူလာ၁ရက်နေ့မှာအဲဒီအာမြန်မာစစ်တပ်ကအာအာဏာယူလိုက်တယ်ယူကရိန်းစစ်ပွဲဟာဖေဗူလာ24ရက်နေ့မှာစဖြစ်တယ်ဆိုတော့အမှန်တော့အာလူတွေရဲ့အကျိုးစီးပွားတွေလောဘတွေပြီးတော့မယုံသားမှုတွေကောက်ကျစ်မှုတွေ အာပြီးတော့အဲသူတို့ဒီလူတွေအချင်းချင်းပေါ်မှာအအနိုင်ကျင့်လွှမ်းမိုးလိုမှုတွေကြောင့်ကျွန်တော်တို့မတိမငိမ့်နေဖြစ်လာရတယ်လို့အခြေခံပြောခြင်းတယ်ယူကရိန်းနဲ့ရုရှားဟာတုံးခဲ့တဲ့နှစ်ပေါင်းအဲ1900လောက်ထဲကအတူတူရှိခဲ့ပါတယ်နောက်တစ်ခါရုရှားနဲ့ယူကရိန်းကဘာသာစကားလဲတူတယ်ယဉ်ကျေးမှုလည်းတူပါတယ်ပြီးတော့ Russia Federation နိုင်ငံရင်းတော့ USSR ကနေ ခွဲထွက်သွားတဲ့လွတ်လပ်ရေးနိုင်ငံတစ်ခုလည်းဖြစ်ပါဆိုတော့သို့တော့သူတို့အချင်းချင်းပြည်ရင်နေရှိမယ်သဘောတူညီချက်တွေရှိကြတာလည်းဖြစ်ပါသို့တော့ရုရှားကကျွန်တော်တို့နိုင်ငံရေးဒီ geopolitics ရှုထောင့်ကကြည့်မယ်ဆိုရင် Baltic Sea Baltic Sea လို့ခေါ်တဲ့ဒီ Baltic ပင်လယ်အနေနဲ့ပတ်သက်တဲ့ရုရှားရဲ့ဥရောပဒေသရေပိုင်နဲ့သူ့အနေနဲ့ရေပိုင်နဲ့ထွက်ပေါက် လည်းဖြစ်တယ်လို့ပြီးတော့ယူကရိန်းဟာရုရှားကိုဝင်ခဲ့တယ်ရုရှားအနိုင်ကျင့်ခံရတဲ့မဟာကြီးမားတဲ့လွန်ခဲ့တဲ့နှစ်ပေါင်းဟောက်200လောက်ကစခဲ့တဲ့ရုရှားကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ဝင်ပေါက်ထွက်ပေါက်ကလည်းယူကရိန်းဖြစ်ပါဒီယူကရိန်းနယ်မြေကပဲဝင်ကြထွက်ကြတာမလို့ရုရှားအနေနဲ့အထူးသတိထားပါတယ်အဲဒါကတော့ကျွန်တော်ရိုးရှင်းပြောမယ်မြန်မာနိုင်ငံမှာဆိုရင်ကိုလိုနီဝင်ပေါက်ထွက်ပေါက် အဲနှစ်ပေါက်ရှိတယ်เนาะအရခိုင်ကကိုလိုနီဝင်ပေါက်အတနင်းတာကြီးတိုင်းကကိုလိုနီဝင်ပေါက်ဒါဗမာသမိုင်းရာဇဝင်တွေမှာတွက်လိလာရင်အပထမအစောဆုံးအကျွန်တော်တို့73ရာစုမှာဝင်သွားတာကတော့ကျွန်တော်တို့ဒီမိုးမိတ်ကနေတရုတ်ကဝင်လာတယ်အဲဒီဥစ္စာကလည်းခဏပဲပြန်ထွက်သွားတယ်ပကံတော့ဖြတ်သွားလိုက်အဲအခုလက်ရှိရှိနေတဲ့တရုတ်လူမျိုးတွေတော့မဟုတ်ဘူးဗျာမွန်ဂိုတွေပေါ့ အဲအဲ့ဒီမွန်ဂိုတွေဝင်လာပြီးတော့ပကံဖြတ်သွားတယ်ပေါ့ဒါအဲဟိုတိုင်းပြည်တော့မအုပ်ချုပ်သွားဘူးသူတို့ကသူတို့ဒါပေမဲ့မြန်မာနိုင်ငံမှာဝင်ပေါက်ထွက်ပေါက်ရှိတယ်လို့အိန္ဒိယမှာလည်းကက်ရှမီးယားကသူ့ရဲ့ကိုလိုနီဝင်ပေါက်ပြီးတော့ပါကစ္စတန်နေဇတ်ဒီအဲနေရာဒေသတွေကလည်းသူ့ရဲ့ကိုလိုနီဝင်ပေါက်ဒါကြောင့်သူကကက်ရှမီးယားကိုရန်တရီထားတယ်ဒါကြောင့်အိန္ဒိယကက်ရှမီးယားကိုအပမခံဘူးဥပမာထိုင်းနိုင်ငံရဲ့ကိုလိုနီဝင်ပေါက် ထိုင်းနိုင်ငံကိုလိုနီဝင်ပေါက်ကမြန်မာဝင်နေတာမို့လို့မြန်မာဝင်တဲ့ချင်းမိုင်ချဲရိုင်တို့အဒီအပြီးတဲ့အခါကျခန့်ကျဏပူရီတို့ကဒါထိုင်းနိုင်ငံအတွက်မြန်မာနိုင်ငံကဝင်လာတဲ့ထိုင်းရဲ့ကိုလိုနီဝင်ပေါက်ဆိုတော့ဒီလိုဝင်ပေါက်တွေကိုတတိထားလာကြတဲ့အခြေအနေမှာ geopolitics ရယူကရိန်းကအမှန်မှာတော့ယူကရိန်းရဲ့ဆွေမျိုးမိသားစုတချို့ဆိုရင်ရုရှားမှာရှိတယ်ရုရှားရဲ့ဆွေမျိုးမိသားစုတွေလည်းယူကရိန်းမှာရှိဒါပေမဲ့ ခုနဖိအားပေါ့ဗျာသူရောပတ်တမကနဲ့ခုနကျွန်တော်တို့ပြောတဲ့ဟိုရခိုင်မင်းသားနမည်ပေါ့ဗျာဒါမဲ့ तू ကတော့လူကောင်းပါကျွန်တော်သိပါတယ်ချုပ်လည်းကောင်းပါပြုဆောင်လည်းကောင်းပါဟုတ်ပါအဲနေတိုးရဲ့အလို့ကယူကရိန်းကိုနေတိုးတဲကိုထည့်ပေးလိုက်ရင်ရုရှားရဲ့အပေါက်တွေကိုလည်းပိတ်လိုက်တယ်လို့ဖြစ်တယ်လို့ဘောက်တစ်စီကိုလည်းလွှမ်းမိုးနိုင်မှာဖြစ်တယ်လို့ယူကရိန်းကဥရောပဒေသမှာရှိနေတဲ့အဓိက နိုင်ငံတော့ချမ်းသာတဲ့နိုင်ငံ28နိုင်ငံကိုယူကရိန်းကထွက်တဲ့ကောက်ပဲတီးနိုင်တယ်နဲ့အကုန်လုံးထောက်ပံ့ထားပေးလို့ရတယ်အကျိုးမြတ်တွေအကျိုးစီးပွားတစ်ခုတည်းကိုနေတိုးကအမှန်မှာတော့ဝက်ဝွန်ရဲ့ဗဇက်တွေကအသားတုံးကိုဥရောပဇွန်ခရင်နဲ့တွားထိုးယူလိုက်တာဇွန်ခရင်ကတော့ခရင်ကတော့ယူကရိန်းဖြစ်တာမှန်တော့အဲ့တော့အခုပူလာဝက်ဝွန်က ခရင်ကြိုက်ဆွဲထားလိုက်တဲ့သဘောပဲဟုတ်ကဲ့အမှန်မှာတော့ဒီကိစ္စဟာတန်ခင်းတမန်ခင်းနဲ့ဖြည့်ရှင်းလို့ရဒါကိုမဖြည့်ရှင်းဘဲနဲ့စစ်ရေးအရာဖြည့်ရှင်းဖို့အတင်းလှုပ်လာတဲ့အတွက်ကိုဘက်ကအင်အားကြီးနိုင်ငံခုနကျွန်တော်ပြောတဲ့ကိုလိုနီဝင်ပေါက်ဖြစ်နေတဲ့ယူကရိန်းအရေးပါတဲ့ဥရောပဒေသနဲ့เนาะဒီအာရှအရှိပြားထိဆင်းလာနိုင်တဲ့ဘယ်လ်တစ်စီဒီလမ်းကြောင်းတွေအားလုံးအပိတ်ခံရမယ့်ဥစ္စာကိုတော့ ူတို့လက်ခံမှာမဟုတ်တဲ့အတွက် intrusion ဝင်လောက်တာပေါ့ဗျာယူကရိန်းကိုဝင်တိုက်ခိုက်တော့ဒါဆိုရင်အကျိုးစီးပွားကရသွားတဲ့သူတွေကတတခံစားလိုက်ရတာယူကရိန်းမှာ refugee 22တန်းဖြစ်သွားပြီဟုတ်ပါဘူးဒီနေ့ပျက်စီးသွားတာဘီလီယံ280ကျော်သွားပြီဒီ infrastructure တွေပျက်စီးသွားတဲ့ infrastructure ဘောင်းကဘီလီယံပေါင်း280ကျော်သွားပြီ ပြီးတော့ဗီဇကော့မုတ်ကိုဘာဘီကျူးဖုတ်ပြီးတော့ဖက်နဲ့တက်နေထားတဲ့ရုပ်ပေါက်သွားယူကရိန်းကตายရတဲ့မြို့ကြီးတွေစီကားတဲ့မြို့ကြီးတွေကအကုန်လုံးမဲတူးချိတ်ပြီးပြားချက်သွားကုန်ဆိုတော့အမှန်တော့ဒီစစ်ပွဲကိုခင်ဗျထောက်ခံလားရုရှားကိုခင်ဗျထောက်ခံလို့ပြောလာလို့ကျွန်တော်မထောက်ခံပါဘူးဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ကစစ်ဆိုတာတန်ကင်းတမန်ကင်းနဲ့အရင်ပထမအဆင့်အနေနဲ့တော့ဗျာအဆိုလိုချင်တာမောက်ဝါပေါ့ ဗဇက်စစ်ပွဲလောက်နဲ့တန်ကင်းတမန်ကင်းဖြည့်ရှင်းနိုင်ရင်တော့အကောင်းဆုံးဖြစ်ပြီးတော့အဲ့လိုမဖြည့်ရှင်းနိုင်ရင်တော့ဒီလိုဖြစ်လာတဲ့စစ်ပွဲပူကျပြန့်လာလို့အခုပိုလန်ကဘလို့ဖြစ်နေလဲဆိုတော့ဝါဂနာကရုရှားထွက်သွားပြီးတော့ဝါဂနာအဖွဲ့ကပူလန်ကိုအာရုရှားကုစားဝင်တိုက်သွားမဲ့တည်င်းတွေပါထွက်လာဟုတ်ပါနောက်တစ်ခါယူကရိန်းကိုလည်းထောက်ပံ့တာစဉ်းစားကြည့်ဗျာတလကိုအမြောက်ကြီး ယူကရိန်းကတုံးတာအလုံး6000တုံးတယ်။နေတိုးကထုတ်ပေးနိုင်တာအလုံး9000ပဲထုတ်ပေးနိုင်။ဟုတ်ပါဘူး။ဆိုတော့အဲ့လိုတွေလည်းဖြစ်တယ်ပြီးတော့ရရှိတဲ့ထောက်ပံ့ကြီးတွေမှာ corruption တွေလည်းရှိတယ်။ corruption တွေအရန်ကြီးတယ်။ကြီးတော့အခုအလုံးညုံညင်လာပြီးတော့စပွဲဝိုင်းတည်ဖို့ပြောလာကြတဲ့အခြေအနေရောက်လာတဲ့အခြေအနေမှာရုရှားကတော့သူ referendum လုပ်ပြီးသားသူ့နယ်စပ်ကဒီ Crimea တို့ Donetsk တို့ အဲ့ဒီဒေတာတွေအကုန်လုံးကတော့ရုရှားကတော့ပိုလာဝက်ဝံကြီးကတော့လက်သေးနဲ့ကုတ်ယူထားလိုက်တော့မယ်သဘောကိုရောက်ပြီးတော့ခုနကသူများမြောက်ပေးတိုင်းလိုက်လုတဲ့ယူစရေးကတော့နှစ်နှစ်အတွင်းထဲမှာအခု offensive လို့ခေါ်တဲ့ခုခံရေးစစ်လဲဆုံးရှုံးပြီးတော့မနေ့ကဆိုရင်ယူကရိန်းရဲ့ red line ဖြစ်တဲ့နောက်ဆုံးဆုတ်ရမယ်ဒီဆက်တွေ့ရေးတံဃာတွေကပါထပ်ဆုတ်လိုက်ရတဲ့အခြေအနေတွေရောက်ကုန် သူတို့ဆက်တိုက်ရင်ချစ်ဆိုတာရှင်းရှင်းလေးဘဒုကိုမှဟိုအကောင်းကျိုးပေးတာမရှိပါဘူးအမှန်မှာတော့တန်ကင်းတမန်ကင်းနဲ့ဖြည့်ရှင်းနိုင်ကြတဲ့နီလန်းကိုပဲကျွန်တော်ကတော့လူကျင်တယ်အနောက်အုပ်စုကတွန်းတဲ့အတွန်းကလည်းကျွန်တော်တို့အေရှာမှာမတည်ငြိမ်ဘူးကျွန်တော်တို့အေရှာရဲ့ geopolitics ကိုပြန်ကြည့်ရင်လည်းတရုတ်ကိုသူတို့ကလဲမျိုးညှစ်ချင်တယ်သို့တော့တရုတ်ကဆောက်ဆောက်ထိုင်ပြီးတော့ ငိမ့်ငိမ့်လေးကုန်းပြီးထွက်သွားမယ်တရုတ်နိုင်ငံ တောင်ပိုင်းထွက်ပေါက်ကဗမာပြည်ဖြစ်နေဟုတ်ကဲ့တရုတ်နိုင်ငံတောင်ပိုင်းကဗမာပြည်ဖြစ်နေတဲ့အတွက်ဗမာပြည်ကအရန်အရေးပါလာအဲ့ဒီကနေကြောက်ဖြူကူမင်းယထာလန်ကနေတရုတ်ကဆင်းသွားပြီးအိန္ဒိယသမုဒ္ဒရာတကြောလုံးကိုတရုတ်စစ်တပ်ကအခုလက်ရှိကိုစစ်အင်အား22တန်းရှိတယ် active ကိုပြောတာဟုတ်ကဲ့ပြင်ထားတာတွေခုန voice scout တွေ ဒီလို scout အဖွဲ့စည်းတွေအများကြီးနဲ့တွက်လိုက်ရင်တရုတ်စစ်အင်အားတန်180ကျော်ရှိဟုတ်ကဲ့ရှိနိုင်ပါတယ်အများလက်အများလက်လက်နက်ကင်မှုအသင့်ဖြစ်နေတဲ့အင်အားတန်ပေါင်း180ကျော်ဟာချက်ချင်းတရုတ်ကိုလဲမျိုးသွားညှိရင်ဆောက်ဆောက်ထိုင်ထွက်သွားနိုင်တယ်အိန္ဒိယသမုဒ္ဒရာကြီးတစ်ခုလုံးလူမှုစီးပွားအကုန်လုံးရွေရွင်းပျက်စီးသွားနိုင်ထို့တာကိုပမာကအရေးပါလာတဲ့အတွက် ဗမာနိုင်ငံရေးကိုကင်တွယ်တဲ့နေရာမှာအသေးချတတိထားဖို့တော့လိုအပ်ပြီလို့ကျွန်တော်ယူကရိန်းကိုကြည့်ပြီးတော့တိုင်းပြည်ကြီးမှွားသွားတယ်အခုမြန်မာနိုင်ငံကကြရားနဲ့စကိုင်းကယူကရိန်းလိုဖြစ်နေ